ဟင်းသူ့နှလုံးသားထဲမှာမင်းတို့ညီကိုတော့ကစစ်စီဟာကောင်းတယ်လို့ထင်လို့ဒီလိုပုံလေးဆွဲတာပါခွာဟုတ်တယ်မလားမဟုတ်ပါအကူကိုတိုင်းကလည်းကိုခင်တိုင်းကိုတိုင်းကလည်းဇန်ညွန်သူရေးတတ်တယ်ဇန်ညွန်သဘောတရားကိုနားလဲတယ်။နောက်အခုစီကနေကျွန်တော်ဘာတွေပြန်သင်ရလဲဆိုတော့ဟာသားတွေပြန်သင်ရတယ်။ဟာသားကကျွန်တော်မကျွမ်းတဲ့ဘာသာရပ်ကိုအဲ့တော့သူတို့တုံးနေအောင်ချစ်တယ်ညီမလေးကိုညှက်ဆောင်နေတော့မထုံမိစေဘူး။ဒါပေမဲ့အခုကျွန်တော်လုံးဝ ချစ်တာလေးစားတာတခုရှိရယ်ကျွန်တော်ရေးရတဲ့ဇန်ညုံအတိုင်းကို तू ပြန်ပြင်ခြင်းကျွန်တော် तू နဲ့အဝေးမှာရှိနေတော့မှ तू တပည့်တယောက်ခေါ်ရင်7 eight ခေါ်ပေးပါဦး7 eight ငါဒါလေးကိုဒီလိုပြန်ပြင်ခြင်းနဲ့နော်ပြန်ပြီးခွင့်တောင်းတယ်အာရတဲ့အကိုအကိုကြိုက်တယ်လို့လို့ပြဿနာမရှိဘူးအဲပြီးတော့အဲ့လိုအဲ့လိုမျိုးပေါ့ကျွန်တော်ကလည်းအရှိမအဲ့လိုနည်းနည်းပြဿနာလေးတွေရှိခဲ့ဘူးလေ အဲ့ဒါကပရိသတ်ကတော့သူတို့ကဒီအမှုပညာလောကအကြောင်းထဲထဲဝင်မသိတော့သူတို့ကိုခင်လိုက်ဆိုဟာသားလိုပဲမြင်ထားတဲ့အတွက်သူတို့အဲ့လိုမျိုးတော့တွက်မှာပဲဒါသူတွက်တာသူတို့မမားပါဘူးကျွန်တော်ကြတော့ယုံကြည်ရဗျအရှိမအသိအသိဆိုလဲအဲ့လိုပဲလေသူကဟာသားတရုပ်ဆောင်ဒါပေမဲ့သူ ရိုက်လိုက်လို့ရှိရင်အဲ့လိုဟာသားလေးနဲ့ပြီးရင်ဒရမာလေးတွေပဲညာအကိုတီလည်းအဲ့လိုဒရိုက်တာမျိုးအာအသိမရှိတော့တဲ့နောက်ပိုင်းမှာအဲ့လိုအသိလိုဒရိုက်တာမျိုးကအကိုကိုခင်လိုက်မှာပဲ အကျဉ်းနဲ့တာပေါ့ဘာလို့ဆိုတော့ကျွန်တော်ဇန်ညိုးရေးစီရဆိုပေမဲ့အကိုစီကနေပြန်တင်ရတယ်လေအများကြီးပဲလေအကိုကဒီလောကမှာတကယ်စီနီယာကြီးကိုအကိုကိုယ်တိုင်ကလည်းကိုခင်လိုက်ကိုယ်တိုင်ကလည်းဇန်ညိုးသူရေးတတ်တယ်ဇန်ညိုးသဘောတရားကိုနားလဲတယ်နောက်အကိုစီကနေကျွန်တော်ဘာတွေပြန်တင်ရလဲဆိုတော့ဟာတာတွေပြန်တင်ရတယ်ဟာတာကကျွန်တော်မကျွမ်းတဲ့ဘာသာရပ်ကိုအဲ့တော့အကိုဒီနေရာဒီစင်းဒီလိုဟာတာကျွန်တော်မရေးတတ်ဘူးလို့မင်းဒါတာတွေလို့ရေးလိုက်ပြီးငါ ဘာလေးကဘာဆိုတော့အဲ့သူစီကျွန်တော်တို့ပြန်တင်ရတယ်။ဒါပေမဲ့အခုကျွန်တော်လုံးဝချစ်တာလေးစားတာတစ်ခုရှိရဲ့။ကျွန်တော်ရေးထားတဲ့ဇာတ်ညုံအတိုင်းကို သူပြန်ပြင်ခြင်းကျွန်တော်သူနဲ့အဝေးမှာရှိနေတော့မှသူတပည့်တယောက်ခေါ်ရင်7 eight ခေါ်ပြီးပေါ့7 eight ငါဒါလေးကိုဒီလိုပြန်ပြင်ခြင်းနေနော်။နောက်ဆုံးကျွန်တော်အဲ့ဒီရိုက်ခွင်းပါမလားလို့ဟိုတယ်မှာကြံခဲ့တယ်ဆိုရင်တော့မှသူပြန်ရောက်လာရင်ကျွန်တော်စီလာတွေ့ပြီးတော့ကျောင်း7ပြီးရင်ငါအခန်းလာခဲ့အောင်တောက်အောင်ဆိုပြီးဇက်ဘက်ရင်ကဒီနေ့ဒီဥစ္စာလေးဒီလိုပြင်လိုက်တယ်နော်ဆိုပြီးတော့အဲ့လို ြန်ပြီးခွင့်တောင်းတယ်။အာရတဲ့အကိုအကိုကြိုက်တယ်လို့လို့ပြဿနာမရှိဘူး။အဲပြီးတော့အဲ့အဲ့လိုမျိုးပေါ့ကျွန်တော်ကလည်းအရှိမအဲ့လိုနည်းနည်းပြဿနာလေးတွေရှိခဲ့ဘူးတဲ့ခလေးဘွားပေါ့။အဲ့လိုပြင်တာမကြိုက်တာတော့ပါပေါ့။အဲအသက်ကြီးလာတယ်လည်းပါလိမ့်မယ်။နောက်အဲ့လိုဟိုတောင်းတောင်းလဲအဲ့လိုပေါ့။ဟိုကိုယ်စိတ်ကိုအစိတ်ဖြစ်စေမယ့်အရာတွေတောင်းတောင်းသူလက်မဒါတင်ကြီးခံလို့ရလာခံလိုက်တယ်။သူတို့လှုပ်လိုက်တာကဘာမှအများကြီးထိခိုက်သွားတာမျိုးမရှိဘူး။ဘာညာဆိုလို့ရှိရင်လည်းတီးခံပေးလိုက်တာပဲ။အရင်တော့တော့မရဘူး။ငန်းစားနေအဲ့ဒါ အခုကနည်းနည်းအသက်ကြီးသွားလို့ပါမှာပေါ့ဟုတ်ဟုတ်တယ်ကျွန်တော်တို့ရိုက်တုံးရတယ်လို့ပဲရိုက်ကွေးပေါ်မှာအာယုံမောင်းများစွာနဲ့ကြောင့် तू အိုက်တင်ဘယ်လောက်လုပ်လဲဘလို့ဘာညာသတိမထားမိဘူးအော်ဒီကောင်ဒရိုက်တာတော့ तू မော်နီတာကြည့်နေ तू စိတ်ကြိုက်အိုက်တင်မရရင်တော့မလုပ်ဘူးကျွန်တော်တို့ဒီမှာရှိနေလို့အော် तू မိုက်တယ်မိုက်တယ်ဒီလောက်ပဲဒါကပိတ်ကားပေါ်မှာတကယ်ပိတ်ကားအကြီးနဲ့ဒီဒီပြန်ကြည့်ရဲ့ချိန်မှာတော်တော်မိုက်တာကျွန်တော်တို့မှလည်းငါပြောတော့တော်တော်ခိုက်သွားတယ်အာမိုက်တယ်လို့ပြောတာလို့ဆို ချိုးလေးလဲတော်တယ်တော်တယ်ဆိုရဲသူအစ်စ်တယောက်အနေနဲ့ဒီဝိုင်းရဲသေးဥဆောင်နဲ့တွဲပြီးသေးဥဆောင်တဲ့အချိန်မှာကြောင်မနေဘူးဒီရဲမှာသူ့ဘာလိုက်တဲ့စီးမျောသွားတယ်ပေါ့နော်အရင်ကောင်းလိုက်တာဟာချိုးလေးမိုင်းလိုက်တာဆိုတဲ့ item မျိုးတော့မဟုတ်ပေမဲ့သူလုံးဝအောင်မှတ်တယ်မကောက်ဘူးဂုံတူးမှန်နာတိပါကတ်တယ်သူသူပါအဲ့လိုမျိုးမောင်းခွဲဖြစ်သွားတယ်သူလားမတူလားသိကျင်တော့လာကြည့်လိုက်ပေါ့နော်ဟိုကျွန်တော်အဲ့ဒီအဲ့ကောင်မန်းနေလဲတွေ့တယ်အရင်တော့ဆိုလို့ရှိလို့ရှိရင်တော့အချက်ဘောက်ကိုသွားပြီးဟဲ့အောင် တိတူတာအေးနော်အဲ့လိုမျိုးတွေတော်တော်ပြောတာကိုကိုရဲမှသာပြောတာမိထွေလာလေးလောက်ကြည့်ပြီးအရန်တော်နေလာရိုက်ပါလာရိုက်ပါကျွန်တော်အဲ့လိုလှုပ်ပြစ်တာလေဒါပေမဲ့အခုတော့မပြောလွတ်တာတယ်သူတို့ဘယ်လောက်ပြောနိုင်မှာမလို့အိုင်းတို့တက်တက်ကိုဟောင်းပေါင်းမှလုံနေတဲ့ကောင်တွေတက်တက်ရှိတယ်နော်အာတူတူဆဲနေတယ်ပြေးတာရှိရရှိရအဲ့ဒါကြောင့်မလို့ပြောမယ်သူကဟိုဘယ်သူလဲမသိဘူးပြောတာကြားဘူးလေဆဲဆဲနဲ့ဆင်းရွားတယ်ဆိုတာအဲ့တော့ကျွန်တော်ခုနောက်ပိုင်းဆဲတာလျှော့လိုက်တယ်